စမ်းမယ်။ဂီတပညာရှင်လူတီးကိုလက်လူတီးကိုလက်ဟာသုံးနှစ်သားအရွယ်၌ဂီတစံနယအကော်ဒီယံတို့ကိုစတင်တစ်ဖက်ကန်းခတ်ကျွမ်းကျင်စွာတီးခတ်လာနိုင်ခဲ့သည်။၆နှစ်သားအရွယ်၌စောင်းတီးခြင်းအတတ်ပညာကို ပိုင်နိုင်လာက10နှစ်သားအရွယ်တွင်ဘာဂျာနှင့်ပလွေမုတ်ချင်းကိုလည်းကျွမ်းကျင်စွာတီးခတ်လာနိုင်၍ Music Instrument School ကြီးအားဖွင့်လှစ်နိုင်ခဲ့သည်။မိမိတပည့်တပည့်များအားလဲလက်ဆောင်ဖြင့်မိမိကိုယ်တိုင်ပြုလုပ်ထားသောပလွေများအားပေးခဲ့ပြီး လိုတီးကိုလက်ပလွေပေးခဲ့ဘူးသောတပည့်များထဲမှအောင်မြင်ကြော်ကြားနေသောအမှုပညာရှင်များစွာမွေးထုတ်ပေးခဲ့သည်ကိုလက်ဟာမလိုအပ်လျင်ဘယ်သောခါမှအပေါလို့ပြ၍တီးဝိုင်းများ၌လိုက်လံတီးခတ်ခြင်းမရှိအထူးသဖြင့်တော်ပွဲများလုံးဝလုံးဝမတီးခတ်ပေတော်သားများကျင်းပသောဘယုတ်ဒုက္ခပွဲလဲသပင်များတွင်မိမိအနေထားဖြင့်တီးရမလို့ဟုခံယူထားသောကြောင့် ဂျီတာကလောင်နမည်ကိုပင်မလိုရင်မတီးလိုမတီးဟုခံယူကာလိုတီးကိုလက်ဟုမဲ့ခေါ်ထားခြင်းဖြစ်သည်အတီးအေးအဆူပိုင်နိုင်သောဂျီတာကဝေလိုတီးကိုလက်အား2019ခုနှစ်ကဂရမ်မီဆုပေးရန်ဖိတ်ခေါ်ခဲ့တော်လဲကိုလက်မှာငဲပယ်ခဲ့ဖူးသည်တပည့်များမှာလည်းမိမိတို့ကလောင်နမည်၌ဆရာရင်းဖြစ်သူကိုလက်ဤနမည်လက်ဆိုသောစာလုံးပအောင်မဲ့ခေါ်တတ်ကြသည်ဦးအောင်ကိုလက်ဂျီလက်နိုင်ဝမ်းခေါ်ကျော်စင်လက်မမောင်စော်လက် ကိတ်ဝဲဆလက်တို့ဤအဖဆရာရင် ဖြစ်ယုံတာမကစုဖျားလက်အားဘာကြာပလွေအတက်တင်ပေးခဲ့သောနန်းရဲလူဒီကိုလက်လေဖြစ်ခဲ့ဘူးသည်ယနေ့ခေတ်ခါတွင်လူဒီကိုလက်ဤအတက်အားမိသူကားမှအတိအကျမခံမနိုင်ကြပြီဒါကဂီတပညာရှင်လူဒီကိုလက်ဤအကြောင်းပြသည်